ဆားနောင်မျိုးဂူကြီးကုန်းရွာကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးတနက်နှစ်လက်နဲ့ခရယံများအသိရှိရရှိစကိုင်းတိုင်းစကိုင်းမြို့နယ်ဆားတောင်မြို့ဂူကြီးကုန်းရွာကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးသေဆုံးပြီး MA1 တနက်နှစ်လက်နဲ့ခရယံများသိရှိရရှိခဲ့ကြောင်းဆားတောင်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ် အော်တိုဘာ29ရက်နေ့မှာစားရောင်မြို့ပေါ်မှာထွက်လာတဲ့အင်အား150ခန့်ပါဝင်တဲ့ကျန်းဖက်စစ်တပ်စစ်ကြောင်းကြီးဂူကြီးကုန်းကျေးရွာရှိနေအများကိုမိရှို့ဖျက်ဆီးပြီးကျန်းရွာများသို့ဆက်လက်ဝင်ရောက်စီးနှံရည်ရွယ်ခဲ့ပါတယ်။ထိုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များကတိမ်ချောင်းရွာနီးဂျားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွင်ကျန်းဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးခဲ့ပြီး MA1 တပ်နှက်နှစ်လက်ခဲယမ်းများနဲ့အတူစစ်သားအလောင်းတစ်လောင်းကိုတိမ်းဆီရရှိခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်များဘက်မှအထီးခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စားတော်မျိုးဂူကြီးကုန်းရွာကိုမိရှုပ်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုတိမ်ချောင်းရွာနီးမှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်းစစ်ခွေးနှစ်ကောင်သေးတယ်။အထီးခိုက်ကတော့စုံစမ်းနေသေးပါ။စစ်ခွေးထတ်တိုးသေးတာမရှိဘူး။အရှင်မိတာလည်းမရှိဘူး။ MA1 တနတ်နှစ်လက်ကိုတိမ်စီရရှိခဲ့ပါတယ်လို့စားတော်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။ဆိုပါတိုက်ခိုက်မှုကိုစားတော်မိုးချိုးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့နယ်မြေအတွင်းတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။